ုတင်ဆက်ပေးမယ့်သတင်းကတော့ငလင်းတန်းခံရတဲ့ဝင်နှန်းများစားတော့ရဲ့အစီအစဉ်ပို့အတွက်စစ်စစ်ဆောင်ရပေးထားရလို့နာဆာကကတော့ပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မက်ရှလာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့မန္တလေးငလင်းတန်းအောင်ခံရတဲ့နေပြည်တော်မှရှိတဲ့နိုင်ငံဝင်နှန်းတွေစားတော့ရဲ့အစီအစဉ်ပြာနိုင်ငံတော်ကနေစစ်စစ်ဆောင်ရပေးထားရလို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ရလို့သိရပါတယ်။ နောက်ဆက်ကောက်ကရာဟာငလင်တန်ချောင်းထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ဝင်ကြီးဌာနဆောင်တွေကိုလိုက်လံကြည့်ကြည့်စစ်ဆေးခဲ့ရမှာငလင်တန်ခံခဲ့ရတဲ့ဝန်ထမ်းတွေထဲမှာဝန်ထမ်းအရာတွေမှာစိုက်နေထိုင်လို့မရနိုင်တဲ့ဝန်ထမ်းတွေအတွက်ရာနေထိုင်နိုင်မယ့်နေရာတွေကိုစနစ်တကျတည်ဆောက်ဖို့အတွက်နိုင်ငံတော်ကလည်းစစ်ဆေးဆောင်ရွက်ပေးတော့မှာဖြစ်တဲ့အပြင်တောက်သုံးရည်တွေလုံလုံလောက်လောက်ရရှိဖို့အတွက်စစ်ဆေးဆောင်ရွက်ထားပြီးစားတော့ရည်အတွက်အစီအပြေစီဖို့လည်းနိုင်ငံတော်ကလည်းစစ်ဆေးဆောင်ရွက်ပေးထားတယ်လို့ပြောကြားခဲ့ရဖြစ်ပါတယ် ်လက်ရှိအချိန်မှာနေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေကဝန်ထမ်းအင်အားတွေမှာစတင်နေထိုင်မှုအတွက်အဆင်မပြေတော့တဲ့ဝန်ထမ်းတွေကိုရွှေ့ပြင်တယ်တွေပါဝင်ယာယီခုလုံးရေးစခန်းတွေစီစဉ်ဆောင်ရွက်ပေးထားရလို့လည်းသိရပါဗျ။ဒီတဲ့င်းကိုတော့မြတ်တူတူကပေးဖို့လာပါဗျ။